ားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းဆက်သတင်းဌာနမှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမြို့ဖိုင်လေးကတော့ရန်ကုန်မြို့ထဲကိုအစင်းဖြစ်စစ်ဖို့ပြောလာတဲ့အဘသာကျုံမျိုးမရဲ့ရုပ်သံမြို့ဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီဘက်မှာအဘသာကျုံမင်းမင်းကအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးမားရီဘလိုပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ကရန်ကုန်တိုင်းတော့ဆိုးရိမ်တာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ရန်ကုန်တဲကိုအနေနဲ့ရကလူတွေစိတ်ဝင်လာတာများတာတော်တော်များလာတယ်တော်တော်များတော်များလာတယ်နေပယ်တိတိနေရတိတိဒေတာအတိတိကလူပုဂ္ဂိုလ်များစွာရန်ကုန်တဲကိုစိတ်ဝင်လာတယ်အဲ့တော့ဒီလိုစိတ်ဝင်လာတဲ့ခါကျတော့မနေ့ကဆိုရင်ရောင်းတိုင်းဝီချိုကမနေ့ကဆိုရင်သူ့ရဲ့အစည်းအဝေးထဲမှာပြောတယ်ပြောတယ်တဲ့ဟိုပါလဲဆိုတော့အာဘာပေါ့ရန်ကုန်ထဲမှာအဲဇင်းတွေစစ်ဖို့အဲဇင်းကိုဖိစစ်ဖို့ဒါမျိုးသူပြောတယ်လို့ကြားတယ်အဲဇင်းစစ်ခိုင်းတော့ပဲပေါ်လေပြောတယ်အဲဇင်းစစ်ဖိစစ်ဖို့ဒါမျိုးသူပြောတယ်လို့ကြားတယ်ဆိုတော့အဲဇင်းစစ်ဖို့လည်းဟုတ်လားဆိုတော့ရက်ကွက်ထဲမှာအဲဇင်းစစ်ချက်စစ်ဖို့ဆိုတော့ဟုတ်လားဆိုတော့စစ်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်မြင်တာတော့ရန်ကုန်ထဲမှာအဲဇင်းစစ်မယ်ဆိုရင်ရက်ကွက်လည်းရက်ကွက်လည်းတော်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 စစ်ယူရမယ်ရန်ကုန်တော်တော်ကျဲတာဟုတ်ပြီနော် အထက်ကတော့ရန်ကုန်မြို့အစုံဘက်တွေဖြစ်တဲ့အဲလိုက်သားရရွှေပြည်သားဟိုဘက်ဆိုရင်ဒီမင်္ဂလာဒုံမထောက်ချက်အဲမင်္ဂလာဒုံထောက်ချက်တော့မြောက်ဟိုကလာနောက်ဟိုဘက်ဟိုရွှေပောက်ခံလို့ပဲဒီနောက်တကုံအရှိတကုံစေကန်းဒါတွေကကျွန်တော်တတိတတိထအတိကဆက်မနေရတယ်ဟိုနောက်တော့ဒလဟိုဘက်ချမ်းလေးနောက်ချင်းမြန်ဟိုတစ်ပတ်ချမ်းလေးဒါတွေတော့ဆက်မနေရတယ်ဆိုတော့အဲ့ဒါနဲ့အစ်စ်ဖို့တော့ ဒါရောင်တဲ့ဝင်ကြိုးကတော့သူတို့စီးဝဲထဲမှာပြောတယ်လို့ကြားတယ်ဆိုတော့စီးဝဲထဲမှာပြောတာကတိုင်းထဲမှာဒီလူတွေအများကြီးစိတ်ဝင်ပြတတ်တာများလာတယ်ပေါ့များလာတဲ့ခါကျတော့အဲ့ဒါနဲ့ဒီ size ဟိုဘာလဲဆိုတော့များလာတဲ့ခါကျတော့အနေဖြစ်အောင်ပေါ့နော်မလူလိုက်တဲ့အနေမဖြစ်အောင်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ဒါလေးပြောတော့ကျွန်တော်တို့တိုင်းစွာဖွဲ့ဝင်ကြိုးကြောင်ကျွန်တော်လက်ခတ်ပါတယ်တကယ်စစ်တယ်လားဆိုရင်ရန်ကုန်လူနေမျိုးကတန်တမန်နေလဲနေတယ်နိုင်ငံတကာအ outside နေရရန်ကုန်မှာဒါတစ်ခုဖြစ်ရင်ဒါမြန်မာတိုင်းကလို့ဖြစ်တာလို့ပြောလို့ရတယ်ဆိုတော့ရန်ကုန်ရဲ့လူမျိုးကြီးပိုင်ဘူး ဟိုလည်းပြောတော့ရမုံကြီးကျိုးအာယုံဆိုင်လာတယ်ဆိုတာကောင်းတဲ့ကိစ္စပါနော်ကောင်းတဲ့ကိစ္စပါအာယုံမဆိုင်ရင်ဒါကျွန်တော်မေးစရာထုတ်တာပေါ့နော်အခုမန္တလေးဆိုလည်းမန္တလေးလိုကျိုးကျိုးမန္တလေးဝင်းကျိုးနဲ့ဆိုးရဖွယ်တဲ့တိုင်းစစ်ထနာကျိုးတိုင်းမှုအာယုံဆိုင်တွေဆိုက်လိုက်တယ်ဆိုက်လိုက်တဲ့အခါကျတော့မန္တလေးထဲမှာနည်းနည်းအဲဘာပြောမကြမ်းကြီးဆိုးရစရာမရှိတော့မန္တလေးအရင်ဆိုးရစရာရမရှိတော့ပါနော်ဒါမှလည်းရှိနေသေးပါပဲနော်မုံရွာဆိုလည်းဆိုးရစရာရှိတယ်တိုင်းစစ်ထနာကျိုးရှိတယ်တိုင်းဆိုးရဖွယ်ရှိတယ်ဆိုးရစရာချက်ရှိနေသေးပဲဆိုတော့ဒါတွေကသိအရေးကြီးပါနော်ဒါတော့စစ်မယ်ဆိုလည်းစစ်ပေါ့ကျွန်တော်ကစစ်တင်တယ်လို့ကျွန်တော်တိုက်တော့မှာနော်ဒါလုတ်လုတ်တင်တာပါနော်နောက်တစ်ခုကတော့မနေ့က MNL ၄ကြောင်းလိုက်ကိစ္စလေးလေးကျွန်တော်တို့ဒီထည့်ပြပါဦးနော် MNL ၄ကြောင်းလိုက်ကိစ္စအချောက်ပါဘူး MNL ၄ကြောင်းလိုက်ကမနေ့က လေငဲ့ဟိုဘယ်လိုပြောဘိန်းပေါ့နော်ဘိန်းမီးလောင်တွေပဲလူလူချင်းပြောရင်နားလေအောင်ပြောရတာဘိန်းမီးလောင်တွေပေါ့လေနော်ဘိန်းဘိန်းမီးလောင်တွေခေတ်စားပေါ့ဆိုတော့အဲ့ဒါလေးကကျွန်တော်တို့သတင်းတွေကပေါ်လို့ရရင်တော့ပေါ့နော်ဘယ်လိုကစထွက်လဲဆိုတော့ မနေ့ကဒီလေးစီးရတဲ့တချို့တွေပြောတဲ့ဟာလေးတွေမှာပါဆိုအမန်လင်းရတဲ့ပြည်လန့်ဘုံတဲ့ပြည်လန့်ဘုံ6နိုင်ခွဲမှာစထွက်တယ်တထွက်ဖို့ပြည်လန့်ဘုံစထွက်တယ်ထွက်ချင်းမှာဘေးရဲ့အတန်းဘေးကအဖြစ်နဲ့ပြည်လန့်ဘုံပေါ့ဒီပြန်တက်ဖို့ပြည်ပြည်လန့်ချင်း runway ပေါ့ရောက်သွားပြီ runway ပေါ့ပြေးနေတဲ့အချိန်မှာပဲဘေးကတိတ်ပြီးတော့ပုံမှန်မဟုတ်တော့တဲ့သဘောပေါ့နော်ဆက်ချိုးရင်းနေဆိုပုံမှန်ပြီးပေါ့ဆက်ချိုးရင်းနေဆိုဆိုပြီးတော့ဘေးကဘေးကပေါ့ပြီးတော့ဘေးကတကယ်တော့ဘင်းပောက်သွားတဲ့သဘောပါလေပွန်လိုက်ပြီးဘင်းပောက်ပြီးတော့ဘာဖြစ်သွားတဲ့သဘောမီးလောင်တဲ့သဘောအဲ့ဒါကိုအဲ့လိုဖြစ်တာကိုရိုးရိုးဖြစ်ကုန်ရိုးရိုးဖြစ်ကုန်ရိုးရိုးဖြစ်ကုန်တော့ဒီ MNA ကလေကြောင်းလိုက်ရတယ်သတင်းထုတ်ပြန်လိုက်ရတယ် တကယ်တော့ MNE ထုတ်မယ့်ချက်ကဘယ်လိုလာလဲဆိုတော့ကျွန်တော် MNE ထုတ်မယ့်ချက်ရင်ဖတ်ပြပါမယ်။ဘာလို့ဆို MNE ထုတ်မယ့်ချက်ဖတ်ပြမှာရုပ်ကိစ္စတွေကပြုတ်လို့ရမှာ။မြန်မာနေအမျိုးသားကြောင်းလိုက်ရထုတ်ပြတယ်။မနေ့က6နိုင်35မှာတူလီကြောင်းလိုက်ရခီးစဉ် UB812 ဆိုလေးရဝင်း HYLV နဲ့မန်လေးမြောင်ရံကိုစတင်ထွက်ခါတယ်တဲ့။အဲ့ဒီမှာလင်းရခီးစဉ်143ကိုတည်ပြီးတော့ပြတ်တက်နေပြုတ်နေချိန်မှာတဲ့။လင်းပြလန်းပေါ်မှာပုံမှန်မဟုတ်တဲ့ချက်ပဲဖြစ်လာတယ်တဲ့။အဲ့ကြောင့်လေးကပြေးလန်းပေါ်မှာပြန်တမ်းမှုရပ်တန့်ခြင်းပြုတယ်တဲ့။ပြုတ်ပြီးတော့ဆက်ကို break ပြုတ်လို့ချိန်မှာလင်းရ break စနစ်ပုံပြမှုကြောင့်လင်း ဘယ်ဘက်တိုင်ယာတွေပွင့်ထွက်ပြီးလွတ်စုံမှုဖြစ်ပေါ်ပြီးတော့မိတော်တွေဖြစ်လာတယ်ဒါပေမဲ့အချိန်မီကြီးတန်နေခဲ့ပါလေဆိုပြောတယ်အကျန်ရှိလေးဘေးမြောက်ကောင်းမှုပြီးတော့လေးပြင်းလမ်းပေါ်ပြီးရောက်ဖက်ထိတ်မှာဘေးနဲ့ကင်းရှင်းသွားပြေးလမ်းမရှိမှာရပ်နိုင်ပါတယ်တဲ့လေးရင်ကိုတော့အလေးဘွားပါရှိလေးရင်မူနာတွေကသူတို့လက်နာကျင်းသွားမဲ့ safety operation procedure အတိုင်းပြုလုပ်ခဲ့ပြီးတော့ဖြည်းတဲ့တွေနဲ့လေးရင်မူနာအလုပ်ထိခိုက်မှုမရှိပဲလေးစိမ်းနိုင်ကြပို့ဆောင်ခဲ့ပါတယ်ဒါနဲ့ပတ်သက်ပြီးသူတို့အနေနဲ့အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်နေရဆိုအကြောင်းမျိုးတော့ထုတ်ပြန်တယ်နော်အဲ့တော့အဲ့တော့နာဆာကလည်းသတင်းထုတ်ပြန်ပါတယ်အမေရိကန်ရောင်းလိုက်ရဲ့လေးရင်ဟာတဲ့ဖြည်းတဲ့အဲ့မှာကျွန်တော်ဘာဖြစ်တော့ခီးတယ်ပေါ့အဲ့မှာသူတို့ထုတ်ပြန်လာတဲ့ဟိုဟာနဲ့ပေါ့တွက်ကြည့်တာပေါ့နော်အင်း ကျွန်တော်လည်းဘာပြောမှမသိဘူးဗျာနတ်ဆက်ကထုတ်ခဲ့ချက်နဲ့ဟို MNA လေးကြောင်းလိုက်ထုတ်ခဲ့ချက်တွေမှာတရင်ချက်လဲကွဲလွဲနေတာရှိတယ်ဘာကွဲလဲလဲဆိုတော့လူကွဲလွဲနေတယ် MNA ထုတ်ခဲ့ချက်က140နဲ့အဲ3ဦးလို့ပြောတယ်ဒီမှာကျတော့စုစုပေါင်း68ဦးလို့ရေးထားတယ်ကျွန်တော်လည်းဘာပြောမှမသိဘူးเนาะအဲ့တော့စဉ်းစားကြည့်เนาะ နတ်စကားရဲ့ဒင်းထုတ်ပေးကြတယ်မှာအခီးသည်69ဦးလို့ရေးတယ်။ဥမာ143ဦးလို့ရေးတယ်။ကျွန်တော်လည်းပြောအောင်မြင်။เนาะအဲ့တော့အဲ့လိုအချိန်မှာလင်းရအခုကသူကထုတ်ပြန်တော့အဲ့လို break ကပြေးလိုက်မှာပုတ်ချုပ်လေးနောက်ဘေးဝဲနောက်ဘက်ဝဲဘင်းနှလုံးပေါက်သွားတယ်။လင်းပြန်တဲ့ချက်ပြီတော့ဗျခီးသည်ကိုနောက်တစ်ခါပြတ်ချတယ်။အဲဒီခီးသည်ကိုပြန်လဲပြီးတော့စစ်စစ်ချင်းတောင်းရှိတယ်လုံနေပါတယ်ဆိုပြီးတော့ပြောတယ်။အဲတော့တဘောတော့ဗျာမနေ့ကညပိုင်းမှာ6နာရီကျော်မှရန်ကုန်ကမနေ့လာမယ့်ရန်ကုန်လာမယ့်လင်းရအဲ့လိုဘင်းပြန်မတွေ့တဲ့အင်းနဲ့ဘင်းကဘင်းကကျွန်တော်ထင်တယ်ဘင်းတွေကပွက်ထွားတာပေါ့အဲ့လိုပွက်ထွားပြီးတော့တန်လဲကြဘင်းရောပါဖရက်ကြတယ်တန်ကိုကြီးကိုကြံနေပြီးတော့မှဒလုံးလုံးနဲ့တော့မီးပွက်လာတော့မီးပွက်ထွားပြီးတော့မီးလောင်လို့ဖြစ်ပြီးတော့ ပို့ပြီးတော့ညွန်လိုက်ထွက်လာအဲ့ဒီမှာလင်းကတစ်ခုဖြစ်သွားတယ်အဲ့တော့ဖြစ်ပြီးသားဒီလင်းမောင်းကိုတိတဲ့ခါကျတော့လင်းကိုအချိန်ဘရိတ်အုပ်တယ်အချိန်ရှော့တယ်ဘရိတ်အုပ်တယ်ပို့ပြီးတော့သူကချက်ချင်းသူဟိုလင်းကိုအရင်ဆုံးရက်တက်မှုအရင်ကျိုးသားတယ်ခေါ့နော်ရက်တက်မှုကျိုးသားလို့တော့တွေ့ရတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ video file နဲ့ကျွန်တော်တို့တက်တော်မှာခုဆိုအများကြီးတက်နေပြီကျွန်တော်တွေ့နေရတယ်အဲ့ဒီအချိန်မှာလင်းလင်းထဲမှာဖြစ်နေတဲ့ခီးတွေရဲ့မြင်ကွင်းတွေရိုက်ထားတဲ့တက်တော် file တက်နေတယ်အဲ့လိုပဲလင်းဘောကနေသူဆင်းသွားချိန်ထိရိုက်ထားပြီးတော့တက်နေတယ်အဲ့ဒီကိုလို့ကြည့်တော့ခီးတွေလည်းဒီပေါ်မှာစီးတဲ့ခီးတွေတော်တော်စိတ်ပူကြတာပေါ့ဗျာကျွန်တော်မြန်မာပြည်မှာကလင်းစီးခီးသွားတဲ့ပြည်သူတွေကပို့နေပြောရင်လင်းရဲ့ family မဖြစ်သေးဘူး family မဖြစ်သေးဘူးဟိုကျွန်တော်တို့ဘယ်နေ family ဖြစ်သေးဘူး ကျွန်တော်လည်းသွားတာပဲနိုင်ငံပေါင်းကိုလျှောက်သွားတယ်ဒါပေမဲ့ကျွန်တော်လည်းဆန်းလေးဖြစ်သေးတယ်ဘာလို့လေရင်နဲ့ပတ်သက်ပြီးတော့လျှောက်သွားဘူးလို့ဆန်းလေးဖြစ်ပါလို့ထင်ရတာအဲ့ဒါယူတာပဲဘယ်နဲ့ပြောရတော့လေရင်ကိုလေမောင်းပိုင်းတော့ဟုတ်တာကိုဘလို့သိမလဲနော်ကိုပြောကြတယ်ပြောကြတယ်အဲ့တော့လေရင်နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့မသိနိုင်တဲ့အများကြီးရှည်အဲ့တော့မသိနိုင်အများကြီးရှည်အတွက်ဒီစိုးရင်ချက်ရှိတာဆိုဒီခီးတယ်တွေကစိုးရင်တာပေါ့အလေးတစ်ခုဖြစ်ပြီးပေါက်မဲ့ပေါက်ကွဲတော့မလားတစ်ခုဖြစ်တော့မလားဆိုတော့အတင်း emergency တကားကိုဖွင့်ခိုင်းတာပေါ့ဗျာအဲ့မှာအထင်းမှာရိုးရိုးဖြစ်တာပေါ့ခွင့်ခိုင်းတော့ခီးအဲ့လေကြောင်းလိုက်ရဲ့ဟွာတွေကတော့ဒီဒီ cabin crew တွေကတော့အကုန်လုံးကတော့ အဲမဖွင့်ပေးဘူးပေါ့သူတို့ကသူတို့လည်းလုံးလုံးမဖွင့်ပေးပဲနဲ့သူကဒီဒီ operation procedure တိုင်းသူကသွားတယ်တဆင်ချင်းသွားတယ်ပေါ့တကယ်အရေးပေါ်လို့လည်းသူတို့ဖွင့်ပေးမှာဒါကောဖွင့်ပေးတယ်မလို့တခြားမလို့သူကမဖွင့်ပေးဘူးဖွင့်ပေးနေစီခံပြီးသွားစောင့်သွားဆိုသူတို့ထိန်းတယ်ဒါပေမဲ့လူတွေကတော့ပေါက်ကွဲတော့အာငါတို့အမေအထက်မှာလေးနေမှာပိတ်မိနေပြီဟိုညှောင်းနိုင်တော့ရာကုန်ပြီဟိုလိုဖြစ်ကုန်လို့အာအဲ့မှာလူတွေကတော့ကတယ်ပေါ့ဒါပေမဲ့အဲ့ဒီလူတွေကတော့ကတယ်ဒီနေ့ဆိုပြီးသွားပြီမနေ့ကညဖြစ်တာဒီနေ့ဆိုပြီးသွားတယ်အဲ့တော့ကတယ်ပေါ့ဒါပေမဲ့သူတို့တွေကပြီးသွားပြီမယ်မပြီးသေးတာ online ပေါ့ online ပေါ့မပြီးသေးဘူး ဘာလို့ပြီးသေးလဲဆိုတော့ online ဝါခုနဒီဘာလဲဆိုအကုန်သိအကုန်တက်ဆရာကြီးများပါနော်အကုန်သိအကုန်တက်ဆရာကြီးများကြတော့မှတ်ချက်တွေမျိုးစုံပေးတာပေါ့အာလေရင်ကတမန်ရောဖြစ်တာဘလို့ဖြစ်တာဟိုဖြစ်တာခီးစရာတွေအတော့မညာအမျိုးစုံရောရာမျိုးစုံလေးချောင်းလေးနဲ့ပတ်သက်ပြီးတော့လေရင်မှုထက်တော့ပုံသိနေတယ်လေချောင်းလိုင်းပေါ်မှာဝန်ဆောင်မှုလုပ်ပေးနေတဲ့ engineer တွေလေရင်မှုတွေလေရင်မဲတွေလေရင်ချီတွေအဲ့ဒါတွေထက်တော့ပုံပြီးသိနေတဲ့အတိုင်းပဲရေးနေတာရေးနေကြတာဆိုကျွန်တော်စဉ်းစားတာဩလူတိုင်းပြည်မှာသူကြည့်ရတာ Facebook တစ်ခုရှိတာနဲ့သူမ TikTok account တစ်ခုရှိတာနဲ့သူကအလုံးစုံသိတော်မူသောများဖြစ်သွားတာလားမသိဘူးနောက်များဆိုရင်လေမျက်စောပြချင်းတွေများဟိုပညာအရာပြန်ကြောက်မလားမသိဘူးအဲ့ဒီပုံပေါ် နော်လက်ဆောင်ပြရှင်နေတော့ပညာရည်တော့ပြိုင်ကြအောင်တော့မသိကျွန်တော်အဲ့လိုထွေးမိတယ်ဘာလို့လဲဆိုတော့ဒီလူတွေကတခုဆိုရင်တခုဆိုရင်သူကသူတို့တိသူတို့တက်ကြည့်မယ်ကျွန်တော်စဉ်းစားလို့မရဘူးနော်အဲ့တော့ထားပါတော့အဲ့တော့ရေးနေကြတယ်တကယ်တော့ကြတော့ကျွန်တော်နားလေတော့တော့လေရင်နဲ့ပတ်သက်လို့ရှင်လေရင်မှုရောသက်ဆိုင်ရာဒီလေရင်မေးတွေချောချောချစ်စရာညီမလေးတွေရောနော်ဘယ်ရမချုပ်ထဲရလေရင်မေးညီမလေးချစ်စရာချောချောညီမလေးတွေရောလေရင်မှုရောအကုန်လုံးကသူတို့ရဲ့ procedure အတိုင်းသူတို့စနစ်ကြလုပ်သွားတယ်လို့ကျွန်တော်အချမ်းနဲ့နားလေဘာလို့ဆိုတော့အဲ့လိုလုပ်သွားတဲ့အတွက်အခုအခီးတဲ့140နေရာလုံးဘာအနေနဲ့မှမဖြစ်ဘဲအေးအေးဆေးဆေးစဉ်းစားနိုင်ခဲ့တယ်ဒါဆိုရင်ရပြီ ပြီးတော့လုံး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 လေးတွေနားလေတက်နီကယ်နားလေတွေတော်များကဒီလေးမှုနဲ့သူ့ရဲ့ခီးလေးမယ်ညီမလေးချောချောလေးတွေရဲ့အဲလောက်ရတာမှန်တယ်လို့တော်တော်များများမြင်ကြတယ်ပညာရှင် level gap တွေ level မြင်ကြတယ်မှန်တယ်ဒီလိုလုပ်ရမယ်ဆိုတာမှန်တယ်သူတို့လုံးလုံးလေးလည်းလုပ်သွားတယ်သွေးပူပြီးတော့ပူပူပူထူပြာပြီးလုံးလုံးမျိုးရှိပဲနဲ့စနစ်တကျတစ်ခုချင်းလုပ်သွားတယ်လူတွေခီးတယ်ကြအိုးဖြစ်နေလဲသူတို့ကစနစ်တကျလုဆယ်ချက်လုပ်သွားတယ်ဆိုတာမျိုးတွေ့ရတယ်ဆိုတော့ဘာလို့ပြောကျွန်တော်တို့ဒီလေးလောင်းလိုင်းကိစ္စမျိုးတွေကအာဟိုပညာရှင်ဘိုင်းပြောရမယ့်ကိစ္စဖြစ်တယ်အများကြီးတရားမှတ်ချက်မပြီးဘူးတိုးတော့ကျွန်တော်တို့နားလေတော့ procedure တိုင်းလုပ်သွားတာတကယ်လုပ်ရမှန်တယ်လို့တော့ကျွန်တော် နားလေလိုက်တယ်ဒီလိုနားလေလိုက်ပါတယ်ဆိုတော့ခီးတယ်နေနေလည်းခုဆိုစေးရေးသွားပြီသူကသူအေးစစ်သူ့အိမ်လောက်နေစစ်ဖြစ်နေပြီဒါပေမဲ့ online မှာပွဲဆိုနေတဲ့အုပ်စုကြီးကတော့ခုချိန်ထိပွဲရဆိုနေလို့ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်နဲ့တခါတည်းဟိုလိုလုပ်ပါလားဒီလိုလုပ်ပါလားနဲ့မသိရင်ငါတို့ကတို့လေးစီးတော့နွားလေးမောင်းနေမှထင်တယ်လားမသိဘူးခင်ဗျာခုအနေပြောရင်နွားလေးမောင်းနေအောင်နွားလေးပေါ်တရုတ်ချက်ခုံချပုံးနေပြကြဖင်တော်ကြီးဖင်တော်ကြီးဖင်ဟိုဖင်မူတော့တော်ကြီးပို့ကြတယ်နော်လေးစီးမြင့်တက်ဆိုနော်လေးစင်မြင့်တက်ဆိုတာလည်းရှိသေးတယ်ခင်ဗျာတော့မလုပ်နဲ့တခါတည်းကြရင်တချို့ဟာတွေကဟို လွယ်တယ်လို့ထင်နေမရဘူးလေးဆိုတာခင်ဗျားထင်တာသူမဟုတ်ဘူးအဲ့တော့တခါကြရင်လည်းဟိုကိုကိုကိုလည်းဟိုတခါကြရင်လည်းလူသားတွေမှာတက်တလို့မှတ်တလို့နဲ့ရှောက်ပြောချင်တာရှောက်ပြောနေကြတော့ online မှာရေးချင်တာရှောက်ရေးနေကြတော့ဟိုပါဇက်ပါလို့လက်ရလို့ရေးတာရေးကြပါဗျာဒါပေမဲ့လူတွေကိုအဲ့လိုနဲ့ဒီလူတွေရဲ့ဒီဘာခေါ်လို့ဆိုတော့စဉ်းစားဆင်ခြင်တို့တွေကပြည့်ရင်းလောက်တည်းအထိရေးတာသားသာပြောတာဆိုတာလောက်တည်းတော်တော်ဆိုးပါတယ်ကဘာပေါ်မှာလေးချောင်းပြန်တမ်းမှုနော်ကဘာပေါ်မှာဒီလိုခီးစေပြန်တမ်းမှုပေါ့နော်ခီးစေတနေ့ရက်တစ်ရက်ရဥတော်ဟိုသွားတဲ့ခီးတွေမှာ safe အဖြစ်ဆုံး safe အဖြစ်ဆုံးဟာလေးရင် safe အဖြစ်ဆုံးလေးရင်ကျောက်ပြန်ကြည့်လိုက်လေးရင် safe အဖြစ်ဆုံးပဲမြန်မာပြည်ကသွားတဲ့လေးရင်ဆိုတခါမှခင်ဗျားခီးစေတဲ့လေး ်အဲ့ဒါဖြစ်လို့ဖြစ်လို့ဆိုတာခါမကြဘူးညီမလေးရင်မှာညီမလေးရင်ကြောင့်ခီးရည်တိတ်ဆုံးရတယ်လို့ကတခုမှမကြဘူးပြက်ကြည့်လိုက်မရှိဘူးညီမနိုင်ငံပိုင်လို့မညံဘူးမညံကျွန်တော်နားလိုက်တာပိုင်လို့ညံအောင်အဲ့တော့တခြားနိုင်ငံတွေကလည်းညီမနိုင်ငံရဲ့လေကြောင်းလိုင်းတစ်ပိုင်းကိုပြန်ကြည့်မယ်လေကြောင်းပြန်တစ်ပိုင်းကိုပြန်ကြည့်မယ်ဆိုလေကောင်းကောင်းကိုဆင်းသက်နိုင်ကြတာကြည့်ရခင်ဗျာဟိုကျွန်တော်ကတိုးဆောင်စုတိုးဆောင်နေဘော်ရီနိုင်မုန်းတော်ပါလေတိုးဆောင်မုန်းတော်ပါလေလေလေကျွန်တော်တို့အဲ့တော့လည်းကျွန်တော်မှတ်မိတယ်အဲ့တော့လည်းအဲ့လိုပဲဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါလည်းဆိုးရဖြစ်ခဲ့ဒါတော့မှလည်းဘာမှမဖြစ်ဖက်နဲ့ကောင်းကောင်းကိုမို့ safe landing လုပ်နိုင်ခဲ့တယ်ဆိုတော့ပြောချင်တာမြန်မာတွေရဲ့ဟိုမညံ skill မညံတော့ဒါကြောင့်ခါကြရင် ဟိုရှောက်ပြီးတော့ဟိုပေါက်တက်ကြရရှောက် online မှာပြောချင်တာပြောရင်းချင်တာရေးလိုက်ကြအောင်လင်းစီးတာတွေတောက်လှမ်းပြောပြနေမှာဆိုတော့လင်းရဆိတ်ချအောင်ကျွန်တော်နားလည်ရအောင်လင်းစိတ်ချအောင်ပဲနောက်ဟိုကားကားကတော့လင်းနဲ့တစ်နှစ်ပတ်လုံးမှာတစ်နှစ်ပြည့်မှာလင်း accident ဖြစ်လို့ဒေးတဲ့လူနဲ့ကား accident ဖြစ်လို့ဒေးတဲ့လူကကား accident ဖြစ်လို့လည်းပုံများတယ်အဲ့လိုဆိုကျွန်တော်ကမ်းစီရတော့လားမြတ်တွေ့ကြည့်နော်အဲ့လိုပဲကား accident ဖြစ်နိုင်ချေစပိန်စီးတဲ့လူ accident ဖြစ်နိုင်ချေ cycle စီးတဲ့လူ accident ဖြစ်နိုင်ချေကားစီးတဲ့လူ accident ဖြစ်နိုင်ချေ lunch ရောက်တဲ့လူ accident ဖြစ်နိုင်ချေကျွန်တော်တို့နိုင်ရှိကြည့်လိုက်ဘယ်ဟာ accident ဖြစ်နိုင်ချေအနည်းဆုံးလဲဆိုတာဖြေထုတ်ပြီးတာဒါကြောင့် လို့ယထာစီရဲ့လူအစားပေါ့နော်ယထာဆိုလေအစီအစဉ်ဖြစ်တာနည်းတယ်အဲ့ဒါမျိုးပေါ့တခါကြရင်တော့တိဖို့လိုတာပြောတာပါနော်ဒါလေးပါကျွန်တော်တို့ချက်ပြောတာပေါ့နော်ဆိုတော့ရန်စိုးရင်တော်မူရလေလို့ပြောချင်တာဒါပါဆိုတော့နောက်တစ်ခုကနောက်တစ်ခုကကျွန်တော်တို့ဒီနေ့ဒလကိစ္စလေးလေးကျွန်တော်ထည့်ပြောမယ်ဒလမှာပြီးခဲ့တဲ့တလောကခဏခဏမပြကြအောင်မယ်ဒလမှာမိန်းကလေးငယ်လေးတွေကိုရောင်းစားတဲ့ရောင်းစားဖို့တရုတ်မရဖြစ်တဲ့ရောင်းစားဖို့ကြိုးစားတဲ့ဇာလန်လေးတခုခဏခဏမပြကြအောင်မယ်ယူစားတယ်အဲ့ဒီဖြစ်စဉ်လေးရဲ့နဲ့ပတ်သက်တဲ့ပတ်သက်ပြီးတော့အခုတက်ဆိုင်ရမျိုးပုံကိုယ်လေးဒီရောင်းစားဖို့လူကုန်ကုန်ကြိုးစားတဲ့လူတို့တွေဘောဗျာ2013နှစ်စီနဲ့10နှစ်စီထောင်ချလိုက်တယ် ဟိုတခါကျကျွန်တော်တို့ကဖြစ်စဉ်ဖြစ်ရတွေဖြစ်သွားပြီးရဲတွေအရေးမြူလားထောင်ချောက်လားဘာလို့လဲညာဘူးလားပြောလို့ထောင်ချရအကြောင်းကိုကျွန်တော်ထည့်ပြောတာနော်ဒလမှာဖျားမမမိကြအောင်မယ် TikTok မှာတက်လာတယ်ကောင်းပါလိမ့်ချောချောလေးမိသားစုရုပ်ရှင်ချောချောတက်လာမိသားစုဗီဒီယိုရိုက်ပြီးတိရောက်ကောင်းတဲ့သူတိရောက်စကပြောင်းကောင်းပါလိမ့်မယ်ပေါ့ဗျာနော်ရှောက်ပြီးဗီဒီယိုရိုက်ပြီးရိုက်ပြီး TikTok မှာတင်ပြီးတော့အားကောင်းလေးကလှတယ်ချောတယ်အမိသားစုသူဝင်ကြည့်လေဒါအကြီးမလားဒါငယ်မလားဒါပါမသိဘူးညာခင်ဗျာဒီကလေးမလေးတွေကဆယ်ကျော်တက်ကလေးတွေကိုခင်ဗျာလို့ငစိမ့်တက်မှာငားဝယ်လို့ဝယ်နေတာပုံရွေးဆိုကုံစင်းရွေးဆိုရွေးနေတာရွေးပြီးအဲ့လိုဝယ်ကိုကျူးစားပြီးလုပ်တဲ့ကိစ္စအဲ့လိုလုပ်တော့အဲ့လိုလုပ်ကြတော့ကျွန်တော်တို့ဒီတော့ဝိုင်းအော်ရတာဒါအရှင်းမဲ့တိရောက်မရချင်းရောင်းစားဖို့ကျူးစားနေပြီဆိုတော့ဒီကျွန်တော်ဝိုင်းအော်ရတယ်အော်ရအော်ရရင်နောက်ဆုံးအခု တကယ်လည်းဆက်လက်ဆက်လိုက်ကောဒီမိန်ကလေးညကို16ဆယ်မိန်ကလေးညចောင်းလို့မိန်ကလေးညကိုတဲ့အိန္ဒိယရောက်တေယုံမရလို့ကိုစီယုံလို့ဆိုပြီးတော့စီယုံတာအမှုပေါ်ပေါက်တဲ့အတွက်နော်တေယုံနိုင်ငံသားကိုအလုပ်နဲ့ထောင်နေ73နှစ်စကပြန်လင်မယားကိုအလုပ်နဲ့ထောင်နေ10နှစ်စီတော့အလုံးထောင်ချလိုက်တယ်အပြီးရောအဲ့တော့ဒီအကောင့်တွေကလည်းဒီလိုဖြစ်တဲ့အချိန်မှာထွက်ပြေးတယ်အဲ့ဒီတေယုံနိုင်ငံသားထွက်ပြေးတယ် Mr. Law Face ဆိုတဲ့ပုဂ္ဂိုလ် तू ကလေးစိတ်မှာဖမ်းမိတာဖမ်းမိလို့ तू ကိုတနေ့ခရိုင်တရားရုံးဝင်ပြီးရာဇဝတ်ကြီးအမှုအမှတ်22,255လူကုန်းကူတာစီနေနေဥပဒေပုံမှန်35,144အရာအလုပ်နဲ့ထောင်နေ10နှစ်နောက်ထပ်ဒလတရားရုံးတရားသူကြီးရန်တွေလုံးထောင်နေတော့ပေါင်း73နှစ်ထောင်ချတာ ဲ့လိုပဲသူစကရေတပြည့်ကြတယ်ဒလားမျိုးနယ်ဘိုးရံပြည့်ကွန်နေအောင်စုံဦးခေါ်ဟာမီဒူလာနဲ့ဇနီးတီတာအောင်တို့ကိုတုန်တိခဲပြိုင်ဝင်နေပြီးတော့ရာဇဝကြီးမှုအမှတ်20မြောက်နောက်နောက်ကလူကူးမှုတာတိယူနေဥပဒေ3544အရအလုံးနဲ့တောင်းတယ်10နှစ်စီလိမ္မာနောက်ဆုံး10နှစ်အဲ့တော့အဲ့လိုတဲ့အတွက်ထောင်ချပလိုက်ပြီဗျာပြောချင်တာအဲ့တော့ဒါမျိုးတွေကိုနောက်နောက်လုပ်လို့ရှိရင်ခင်ဗျားတို့မှတ်ထားဖို့လိုတာကထောင်10နှစ်ထောင်15နှစ်အဲ့လိုကြာသွားနိုင်တယ်ဆိုတော့မှတ်စေချင်တယ်အဲ့တော့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသူတွေအများကြီးအဲ့လိုမျိုးတိတ်ဝင်ရပြင်းရောင်းစားဖို့လွယ်ကူလို့ပြောလို့ဆိုတာမြန်မာမြန်မာမျိုးသမီးတွေကရောင်းကုန်ဖို့ဗျမြန်မာမျိုးသမီးတွေကရောင်းကုန်ဖို့ကျွန်တော်နားလေတော့မြန်မာမျိုးသမီးတွေကတမိုးထားရမယ် တံမိုးထားရမယ်ဟိုလူနန်းသားမျိုးတွေပါတယ်ဒီမှာမျိုးသမီးတွေအဲ့ဒါကိုရောင်းကုန်ဖြစ်နေတံမိုးထားရောင်းကုန်ဖြစ်နေဈေးဖြတ်တာတော့ကျွန်တော်တော့လုံးဝမခံနိုင်အဲ့တော့ပုံလင်ပြဒါမျိုးလိုရမျိုးလုပ်ရင်ဘယ်ကောင်လို့လို့အဲ့ကောင်ပြထောင်းထက်ရအခုထောင်းထက်လိုက်တယ်ကျွန်တော်တို့ကတော့ဝမ်းသာရလက်ခုပြပါတယ်ထောင်းထက်ကိုထက်ပြမယ်ပြနေထောင်းကနေပြီးတော့ဟိုဘာခေါ်လဲဆိုလွတ်ငင်းချမ်းသာရအောင်ပါဖို့မသိဘူးဒါကျွန်တော်ပုံလင်ပြတာအဲ့ဒါကိုများဟိုလူကြီးတွေကလွတ်ငင်းလွတ်ငင်းလွတ်ငင်းလက်မထိုးဖို့တပြင်းပြင်းလုပ်နေသလားကျွန်တော်မသိဘူးပုံလင်ပြတော့လွတ်ငင်းထဲမှာပါဖို့မသိဘူးဒါမျိုးကောင်ကြီးထည့်ဟုတ်ထဲတာမထောင်းလိုက်ဒီလိုပဲကျွန်တော်ပြောပြရစ်နော်ဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ကတော့ကျွန်တော်တို့ရခိုင်ဘက်ကိုလှည့်မယ်ရခိုင်ဘက်ကလှည့်မယ်ဆိုတော့ရခိုင်ဘက်ကအချောင်းအချောင်းပို့ဘူး အာရခိုင်ဘက်မှာမြို့သမီးလေးတယောက်တတ်ခံရတယ်ကိုနဲ့သမီးလေးတယောက်တတ်ခံရဖြစ်စဉ်ကျွန်တော်တော်တော်လေးယွန်ရှာဆက်စုပ်ဖွယ်လုပ်ရတဲ့ခုအဖြစ်နဲ့မြင်ထားတဲ့ကိစ္စပါအဲ့ဒါပါလဲဆိုတော့ရခိုင်ပြည်နယ်နော်မင်းပြားမြို့နယ်ဖားပြူကြီးပါဖြစ်သွားတာဖြစ်သွားတာပေါ့နော်ဆိုတော့ရခိုင်ပြည်နယ်မင်းပြားမြို့နယ်ဖားပြူကြီးပါဘယ်သူတွေအုပ်ချုပ်တာလဲဆိုတော့အေအေဦးစီးအုပ်ချုပ်နေတာနော်ပြောရင်သူတို့ပဲစစ်အာဏာရှင်ကင်းစင်သွားပြီပေါ့ဗျာအေအေအုပ်ချုပ်တော့တိုက်ပြဒီမိုကရေစီရပြီလို့ပြည်သူလူတစ်ခါတည်းခေါင်းပြောင်းအေပြီတင်းနေအေချမ်းသွားပြီပေါ့သူတို့ပြောဆိုနေတော့နော်အဲ့လိုအေချမ်းသွားလားမအေချမ်းသွားလားလို့မင်းအခုမင်းပြားမြို့နယ်ဖားပြူကြီးပါဖြစ်သွားတာဖြစ်နေတယ်ခုဧပြီလ6ရက်နေ့မနေ့ကအ အသက်9နှစ်ရွယ်မိန်းကလေးတယောက်ကိုသစ်ပေတပင်မှာကျိုးဆက်ချပြီးတတ်ထားတယ်ခေါင်းလေးလည်းကြီးမွားတယ်အဲ့ဖြစ်စဉ်ဖြစ်သွားတယ်တွေ့ရအဲ့ပုံစံတွေ့ရလို့ဆိုပြီးတော့ဆစ်လိုက်တယ်မေးလိုက်တယ်စုံစမ်းလိုက်တဲ့ခါကျမှနောက်ဆုံးဘာဖြစ်လို့ဆိုတော့အဲ့ဒီခလိမလေးမရင်းကျင်တက်ခါလာအဲ့ဖြစ်စဉ်ကဲအဲ့တော့ဘယ်လိုဖြစ်လာလဲဆိုတော့ဟိုဒီဘာလဲဆိုတော့မင်းပြမျိုးဖားမျိုးကြီးသွားမှာနေထိုင်တဲ့နော်ဒီအမျိုးသမီးငယ်ကိုရစ်သမီးလေးကိုသူ့မိခင်တယောက်ရှိတယ်သူ့မိခင်ပေါ့သူ့မိခင်အဲထောက်ရနာမည်ပြောတော့ပေါ့သူ့မိခင်ကနေပြီးတော့သူ့ကိုရစ်သမီးလေး ရှာပြုတ်လို့ရှာတော့ရှာရင်ရှာရင်လည်းတော့ဘာသာတွေ့လဲဆိုတော့အဲ့ဒီမှာတက်မဲ့တမဲ့မှာကျိုးနဲ့တွဲလောင်းချိန်ထားတော့တွားတွေ့တယ်ပြုတ်တော့တွားချိန်လို့သူသမီးလေးဖြစ်တယ်ဖြစ်နေတော့အဲ့သူသမီးလေးကိုဘလို့ဖြစ်တာလဲဆိုကြည့်တော့အဲ့ဒီကလေးမလေးကခေါင်းကြီးကျိုးမထုတ်ချိန်ခံထားတယ်ခေါင်းကြီးရိုက်ထုတ်ချိန်ခံထားတယ်တရားစစ်တတ်ထားတယ်တတ်ထားခါတတ်ထားခါတယ်အဲ့ဒါပြီးလည်းပြောသေချာခုကျိုးကျိုးနဲ့ချိန်ထားလို့ဖြုတ်ပြီးတော့အောက်ချချိန်ချိန်မှာအဲ့ဒီကလေးမလေးကခေါင်းကြီးကျိုးမတရားစစ်သေးနေတယ်လို့မျိုးသမီးအင်္ဂါပေါ့အဲ့မှာလည်းမရင်းချိန်ခံထားတယ်လက်ဒိုင်နေချက်တွေတွေ့ရတယ်အဲ့လိုတွေ့ရပြီးတော့ပို့လည်းပြောတော့တော်တော်လေးရဲ့ဆက်ဆက်ကိုလောက်ထားတဲ့အသေးပဲမျိုးတွေ့ရတယ်ဆိုတော့လောက်တဲ့သူကဘာလဲဆိုတော့အဲ့ဒီဟိုဘာလဲ အဲ့ဒီဟိုဖားပြူကြည့်အောင်နေထိုင်နေနော်ငမန်းကြီးကျိုးဒေသကန်နော်အဲအေအေထောက်ခံသူအေအေရဲ့အေအေရဲ့အဖွဲ့ဝင်အေအေနဲ့ပတ်သက်တဲ့ပတ်သက်သူပေါ့ဗျာအေအေနဲ့ပတ်သက်နေတဲ့သူမောင်မြတန်းနဲ့သူအေအေနဲ့ဆက်ဆက်ပတ်သက်တယ်အေလူကြီးလူလူအေအေခေါင်းဆောင်လူလူအေရဲ့တာဝန်ခံလူလူအေအေရဲ့အေလူကြီးပိုင်းပိုင်သူလူဆိုင်သူလူနဲ့အေရဲ့အမခံပေါ့ဗျာအေအမခံဖြစ်တဲ့ကိုမောင်မြတန်းဆိုတဲ့ပုဂ္ဂိုလ်မောင်မြတန်းဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကနေပြီးလူလာပိုင်းပေါ့နော်အဲ့လူကနေပြီးတော့အဲ့ဒီခလီမှာကိုနဲ့သမီးလူကိုမရင်ချင်မရင်ချင်ပြီးတော့ မင်းကျင်ပြီးတော့ကြစ်ပြုံနေမဟုတ်ဘူးတကောလုံးခေါင်းကြီးကြီးမောတော့ထုတ်ရိုက်တာထုတ်ရိုက်ပြလိုက်တယ်ထုတ်ရိုက်တပ်လိုက်ုံနေမဟုတ်ဘူးတခါလေဘဲကျိုးခွန်းဆုပ်ပြီးတော့တက်ပြန်မှာကျိုးနေကြည်ထားတယ်စဉ်းစားကြည့်ဘလောက်ရက်ဆက်တယ်လို့ရလဲဘလောက်ရက်ဆက်တယ်လို့ရလဲဒီရုပ်လို့ရမျိုးအေကအေထောက်ခံသူတယောက်ကကျူးလို့နေအေဘက်တော်သားတယောက်ကကျူးလို့နေအဲ့တော့အဲ့လိုကျူးလို့တော့ပေါ်ပေါက်သွားတော့ဗျာနောက်ဆုံးဒီကိစ္စဖြစ်စဉ်ကိုစုံလိုက်တဲ့ခါဘဝဉင်တမ်းမဲ့တိလို့စုံလိုက်တဲ့ခါကျတော့တိသွားတဲ့ခါကျတော့ဒီကောင်ဖြစ်တယ်လုံမှန်းတိလည်းတိရောနောက်ဆုံးဘာလို့လဲဆိုတော့အေအေကနေပြီးတော့သူ့လူဆိုတော့လိုင်းဖောက်ခေါ်ရတယ်ဖောက်ခေါ်ပြီးထိန်သွားတယ်ပေါ်ပေါက်ကြီးကိုလို့တဲ့ခေါ်ပြီးဖမ်းပါတယ်ဖမ်းပြီးသူစစ်စစ်မလို့လို့ဆိုပြီးခေါ်ရတယ်ခေါ်သွားပြီးတဲ့နောက်အဲ့ဒီလူကိုမတွေ့ရဘူး အဲ့ဒီလူရဲ့စကားသားအဲ့ဒီလူကဘူးမှမပတ်တယ်အဲ့ဒီလူကဘူးမှမအောင်ပြင်ပြအဲ့ဒီလူကခေါ်သွားပြီးတော့ဖမ်းပြီးတော့စစ်ဆေးခံရတာလားခေါ်ပြီးတော့ဆောက်ချောက်ခံရတာလားဆိုတာအေးပဲတည်ခင်ဗျားတို့ကဘယ်လိုမြင်မသိကျွန်တော်တော့ပွင့်နေပြောတာအဲ့အဲ့အေးကတော့ဒါသူ့လူသူကာကွယ်တယ်လို့ပဲကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ရှေ့မှာလည်းအေးကသူ့လူသူကာကွယ်တယ်ဆိုတာလည်းအများကြီးဖြစ်ခဲ့ပုံတယ်ဒါကြောင့်မလို့အေးကလုတ်တယ်ပြီးတော့ဒီကောင်ကဒီလိုလောက်ရတဲ့အကြောင်းရတာဘာကြောင့်လဲဆိုတော့စာမတက်ပြင်ပြတာကောင်းလို့ပွင့်လို့ပြောရင်လူလူသူလူနားမလည်ဘူးစာမတက်ပြင်ပြဖြစ်လို့လူလူသူနားမလည်ဘူးစာမတက်ပြင်ပြဖြစ်လို့ဘာကြောင့်လဲဆိုတော့လူသူနားမလည်တော့လူတစ်ယောက်ကိုခက်ဒီကိုယ့်နဲ့တူတူယောက်ကိုမရင်းချင်းဖို့အထိကိုယ့်နဲ့တူတူယောက်ကိုမလိန်စိတ်ဖြစ်တဲ့အထိသူ့ရဲ့အသိဉာဏ်ကစာမတက်တဲ့အတွက်အသိဉာဏ်ကနှောင့်နေတာ နှုံနေတယ်ပြီနှုံနေတဲ့အတွက်သူကဒီကိုနဲ့တပီပေါ်မှာလိမ့်စိတ်ဖြစ်တာအစာမတက်တဲ့အတွက်အသိဉာဏ်နှုံနေတဲ့အတွက်ကိုနဲ့တပီပေါ်မှာမရင်းချင်မှုကြိုးစားတာနော်ဒီအချက်နောက်တစ်ချက်ကတခါမရင်းချင်တဲ့အပြုံမှာတခါထုတ်ရိုက်တတ်တဲ့အဖြစ်ဖြစ်တယ်ထုတ်ရိုက်တတ်တဲ့အဖြစ်ဖြစ်တယ်ဆိုတော့ကဲထက်ကြည့်အဲ့ဘလောက်ဒီစာမတက်ပြင်မတက်ဖြစ်တယ်လေဘလောက်ဒီနှုံနေအသိဉာဏ်နှုံနေတဲ့ဆိုတာပေါ့တယ်အော်ထုတ်ရိုက်တတ်တယ်တက်တဲ့အပြင်တခါဘာထက်လို့လဲဆိုတော့ဘလောက်ဒီပါပဲလဲဆိုတော့ကလေးမလေးလေးမကျုံးစုပြီးတော့တက်မှချီးပြီးတော့တိုးတက်လိုက်နေထားတယ်အဲ့ဒါကြီးရောဘလောက်ဒီသူ့ရဲ့စာမတက်ပြင်မတက်ဖြစ်ပြီးတော့အသိဉာဏ်နေတယ်လဲဆိုတာပေါ့တယ်အဲ့ဒါကြောင့်ကျွန်တော်ကစာမတက်ပြင်မတက်ကောင်းလို့ပြောရင်သိဆုံးရတယ်ဆိုတော့ဒါကြောင့်ဒါအသိဉာဏ်နေမှုနဲ့ဆိုင်တယ် เนาะဆိုတော့ဒါလူတက်ကိုလူလိုမတက်ဘူးနောက်တော့ကလေးငယ်လေးတယောက်မျိုးသမီးငယ်လေးတယောက်လူလိုမတက်ဘူးလူလိုမလုပ်ဘူးဆိုတာဒါတော့မရိုင်းတဲ့လူတယောက်အခု A ကခဏသူ့ကိုခေါ်ထိန်ထားတယ်ထိန်ထားပြီးတော့အပြစ်ပေးဖို့အတွက်စစ်စစ်မြမြနေပါလေလို့သာပြောတာဘယ်လိုစစ်လဲဘာလဲကြာလဲအသေးစိတ်မသိရတော့ဘူးရွာလူလေမိကွန်းမိကွန်းမရှိတော့ပျောက်သွားပြီ A နဲ့ထဲမှာဘူးမှတော့မရတော့အဲ့တော့အဲ့ဒီကောင်က A စက်သားဖြစ်သွားမလား A ရဲ့ဘယ်လိုဖြစ်မလဲတော့မသိဘူးဒါတော့စောင့်ကြည့်ကြတာအဲ့တော့ကျွန်တော်တို့ A ဟာရှင်းပြရအောင်ဒီကိစ္စနဲ့ပတ်သက်ရင်တော့ A ဟာမယူတာဘူးလို့ပြောချင်တယ်နော်နောက်တစ်ခုက A နေနဲ့ဒါမျိုးဖြစ်စဉ်တွေလုတ်ခဲ့ဘူးလားဆိုတော့2023ကမင်းပြောက်ပါမှာဒီ73နှစ် ကျော်ကလေးပြောက်ကိုမရင်းကျင်ဖြစ်လေဖြစ်ခဲ့ဘူးလေအဲ့သူ့သမီးကိုသူ့ဖေရမရင်းပြန်ကျင်တာလေအဲ့လိုဖြစ်တယ်အဲ့ဒါလေအေကဖမ်းသွားတယ်လို့ပြောတယ်ပြီးတော့ပြထွက်ပြေးလို့မြောက်သွားပါသေးလို့ပြောတယ်ခါတော့စဉ်းစားကြည့်နော်အဲ့ဒါအဖြေတွေပဲအဲ့ကြောင့်ကိုသားသမီးတော်ကိုပြန်မရင်းကျင်တယ်ဆိုတာစာမတက်လို့ပညာမတက်လို့အဲ့တော့ကျွန်တော်စာမတက်ပြင်ပြတော့ကောင်းလို့ပြောရင်နော်အဲ့ဒါကောင်းစိတ်ဆိုးကြတယ်ဒီဖြစ်ကိုပြန်ကြည့်လိုက်စာမတက်လို့ဖြစ်တာဒါနော်ပညာမတက်လို့ဖြစ်တာဒါပါပဲအဲ့တော့ဒီလိုကမျိုးတွေရှိတယ်အေကအဲ့လိုကမျိုးတွေတွေရှိမှကျူးလွန်ခဲ့ဘူးလေအခြားနေရာမှာလည်းအများကြီးပါရောက်ပြန်ဟိုရသေးတော်မှလည်းဖြစ်တယ်အဲ့လိုပဲအဲ့ဒါအဲ့လိုပဲမျိုးစုံဖြစ်တယ် ရသေးတော်မှဖြစ်တယ်ဖြစ်တယ်ဆိုလို့ရှိရင်လည်းအခုချိန်ထိတရားခံတာပြည့်လို့မသွားပါဘူးရသေးတော်မှဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါမှပြည့်ချင်းခံပြီးတပ်ပြက်ခံတဲ့ကြောင်းဆရာမတယောက်မှရှိခဲ့တယ်ဒါပေမဲ့အဲ့တော့ AI ကတရားခံကိုဖမ်းတယ်စစ်စစ်မြဲမြဲလို့ပါသူဖမ်းသွားတယ်ပြီးတော့ပြည့်လို့မသွားပါဘူးလို့ပြောတယ်ဆိုတော့ရသေးတော်မှတစ်ခုနော်ဖျားလို့ဒီနော်ရသေးတော်မှတစ်ခုနော်အဲမင်းပြမှာစော်လိုက်တစ်ခုနှစ်ခုတိတိမှ AI ကဖမ်းဆီးပြီးတော့အေးယူတယ်လို့ဖမ်းဆီးတယ်အေးယူမယ်ဆိုရင်ဖမ်းဆီးတယ်ပြီးရင်ထွက်ပြေးလို့မသွားပါဘူးဆိုတဲ့စကားလုံးသုံးတယ်ဖျားလို့ဆန္ဒကြည့်နော်အခုလေဒီကိုနဲ့တမီးလေးကိုမရင်းချင်းနဲ့ AI ထောက်ခံသူမောင်မြတ်သားဆိုတဲ့ပုဂ္ဂိုလ်က AI လက်ချက်နဲ့ပဲပြန်လွတ်သွားမလားဆိုတာစောင့်ကြည့်ကြ လွတ်သွားဖို့ပဲများပါတယ်လွတ်သွားတော့မသွားရင်တပြေးလို့မသွားသေးဘူးဗျဒါမှမဟုတ်ပါဘူးနော်ဒါကတော့အေးရလို့ရပါတော့ဆိုတော့ဒါလေးကျွန်တော်ရင်နာသွားပြပြောပါတယ်ရခိုင်တိုင်းရင်သူလေးတွေအတွက်စိတ်မကောင်းဖြစ်ရပါတယ်ရခိုင်တိုင်းသူမျိုးသမီးငယ်တွေရဲဘဝတွေစိတ်မကောင်းဖြစ်ရပါတယ်ရခိုင်တိုင်းသူမျိုးသမီးငယ်တွေအနာဂတ်တွေလည်းစိတ်ပူပါတယ်နော်ဘာလို့ဆိုတော့မကြခင်မှာရခိုင်ပြည်နယ်ကိုဘင်္ဂလီမျိုးရောမယ်လीဘာလို့ကျွန်တော်ပြောလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကသတင်းစကားတခုထုတ်ပြန်လာတယ်အဲ့ဒီစကားကတော့ရင်နာရင်ပူစရာကောင်းတဲ့စကားပဲအဲ့ဒါကိုကျော်နေနားလည်မှာမဟုတ်ဘူးအေးရကောင်နေနားလည်မှာမဟုတ်ဘူးထွန်မြနိုင်အုပ်စုကနားလည်မှာမဟုတ်ဘူးထွန်မြနိုင်ကြီးရခိုင်ပြည်နယ်ရဲ့တက်ဝက်လောက်ကိုဘင်္ဂလားဒေ့ရှ်ကိုရောင်းစားပြီးပြီလားတော့မသိဘူးထွန်မြနိုင်ဆိုတဲ့လူက ရခိုင်ပြည်နယ်တဝက်လောက်ကိုဘင်္ဂလားဒေ့ရှ်ကိုရောင်းစားထားပြီးလာလို့တော့မေးရဘူးဖြစ်နေပြီ။ဘာဖြစ်လို့လဲကျွန်တော်ဒီလိုပြောလဲလို့မေးရင်ခင်ဗျာအခုဘင်္ဂလားဒေ့ရှ်ဘက်ကနော်မြို့သားလုံးကြီးအချမ်းပိပုဂ္ဂိုလ်ခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကနော်ခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကသူကဘင်္ဂလားဒေ့ရှ်မီဒီယာနဲ့မနေ့ကကျန်းစာရှင်တွေကပြောတယ်။မနေ့ကကျန်းစာရှင်တွေကဝင်းလန်နိုင်ငံကြီးဝန်ကြီးတို့ကကျင်းပတယ်ကျန်းစာရှင်တွေကမနေ့ကရှင်လင်းပွဲမှာသူကခါလီလာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကပြောတယ်။ဘာပြောလဲဆိုတော့ရခိုင်ပြည်နယ်မှာဖွဲ့စည်းမဲ့အစိုးရအဖွဲ့မှာတဲ့နော်ရခိုင်ပြည်နယ်မှာဖွဲ့စည်းမဲ့အစိုးရအဖွဲ့မှာဘင်္ဂလီတွေပါဝင်သွင်းရဖို့လိုအပ်တယ်။အဲ့လိုမှမရရင်အေးအေးနဲ့ရှေ့ဆက်ဆွေးနွေးကိုခက်ခဲမယ်တဲ့။ အေးနေနဲ့ရှေ့ဆက်ဆွေးနွေးကိုခက်ခဲမယ်လေအေးနဲ့ဒါမျိုးသူကပြောပါတယ်နော် ပြောရင်တော့သူ့ရဲ့ပြောကြချက်ပြောမယ်နော်ကုလသမဂ္ဂဒဇင်းနဲ့သူတို့အဓိကချက်ကိုသိမိထားတယ်တဲ့ရခိုင်မှာဖွဲ့စည်းမဲ့အစိုးရတကယ်အဆင့်တိုင်းပါတဲ့အဆင့်တိုင်းတော့အပေါ်တော်ဘုအဆင့်တိုင်းပါအစိုးရတဲ့အဆင့်တိုင်းပါဘင်္ဂလီတွေသူတို့ကလိုညာလို့တော့တယ်ဘင်္ဂလီတွေပါဝင်တာကိုကျွန်တော်မြင်ချင်ပါတယ်တဲ့ဒါကိုဆောင်ရွက်ဖို့ပြက်ကွက်မယ်ဆိုရင်တော့ဒါလူမျိုးတပြက်မှုအထောက်ထားဖြစ်သွားလိမ့်မယ်တဲ့ဒီလိုလည်းမျိုးသူတို့ဘယ်တော့မှလက်မခံဘူးအားပေးကူညီမှာမဟုတ်ဘူးတဲ့ဒါတော့ဟိုသူတို့အနေနဲ့မလိုက်နိုင်ဘူးဆိုရင်တော့ဆက်လက်ဆွေးနွေးဖို့အကြီးကျယ်ခက်ခဲရှိနိုင်တယ်တဲ့နော်အဲ့တော့ဒါကလည်းအားရခတတ်တော်အတွက်စာမေးပွဲပါတဲ့သူတို့ကြောက်ဖြတ်နိုင်လို့ကျွန်တော်စောင့်ကြည့်နေပါတယ်နော်ဆိုတော့ ဒီဘင်္ဂလီတွေက ရခိုင်ပြည်နယ်ရဲ့ AA ကရခိုင်ပြည်နယ်အစိုးရအဖွဲ့ဖွဲ့ရေ AA အစိုးရအဖွဲ့ဖွဲ့မဲ့ AA အဖွဲ့ထဲမှာအဆင့်တိုင်းမှာသူတို့ရဲ့ဗဟုအဆင့်ရက်ကြီးမြို့ဝါအဆင့်ခရိုင်အဆင့်ခရိုင်အဆင့်မြို့ဝါမြို့နယ်အဆင့်ကြေးဝါအဆင့်တွေမှာအဆင့်တိုင်းမှာဘင်္ဂလီပါမှာနော်အဲ့လောက်ကြီးအဲ့ဒါပါပါပါမယ်လို့သူကမဖြစ်မနေတောက်ဆိုတာမပါဘူးဆိုရင်တော့ AA နဲ့သူတို့ဆွေးနွေးကြတာပုံစံမျိုးအဆင့်မပြေနိုင်ဘူးပါညာ AA ကိုသူတို့ပြရပေးတယ်ဒါအခုလာတမကနေငါတို့ပြောထားတာတစ်ဆင့်ဆိုတော့ဘင်္ဂလားဒေ့ရဲ့ရမကြီးကြီးကကြီးလုံးတယ်ရခိုင်ပြည်နယ်ကိုဘင်္ဂလီပြည်နယ်ဖြစ်ဖို့ပထမတစ်ဆင့်ခြေလမ်းစာလှမ်းတယ်လို့ခေါ်တယ်ပထမတစ်ဆင့်တော့မဟုတ်တော့ဘူးဒါကျွန်တော်ပြောချင်တာသူတို့ရဲ့ခြေလမ်း3လမ်းတော့လှမ်းပြီးတော့ယူစား တော့လမ်းမို့တော့၃လမ်းမတော့လမ်းပြောရင်စားပါဆိုတော့ပထမတစ်ဆင့်ဆိုတာကရှေ့မှာလုတ်ခဲ့တိုင်းအားကြီးပဲအော်ဒုတိယတစ်ဆင့်တတိယတစ်ဆင့်တတိယတစ်ဆင့်ရခိုင်ပြည်နယ် AA ရဲ့ရခိုင်ပြည်နယ် AA ရဲ့အစိုးရဖွဲ့ဖွဲ့အဲ့ဒီမှာဘေးလီရီကအစိုးရဖွဲ့ဝင်ကြီးတွေနော်အစိုးရဖွဲ့လွတ်တော်အမတ်တွေအစိုးရဖွဲ့ဝင်ကြီးတွေအစိုးရဖွဲ့အုပ်ချုပ်ရေးမှုတွေအစိုးရဖွဲ့အာရဲမှုတွေဘာမှညာမှုတွေယာရုကြီးကြီးတွေကိုကိုယ်တော့မှဘေးလီရီကအုံနေချင်းနဲ့ဝင်ယူမယ်ဒီလိုဝင်ယူပြီးရေတော့ဘာဖြစ်လဲဆိုတော့ရှင်းပြပြန်တော့ဝင်ယူပြီးရင်တော့သူတို့ပထမကြီးမှကျခေါင်းဝင်လာတဲ့ခဏကြီးမှကျခေါင်းမြင်သွားပြီခေါင်းဝင်သွားပြီဆိုရင်တော့ခင်ဗျားတိရတခြားလို့ sorry ခေါင်းလည်းဆိုရင်ကိုးဆန့်သွားပြီပေါ့နော်ဆိုတော့နော်အဓိကအဲ့ဒါပဲနော်ဆိုတော့အဲ့ဒါပဲခေါင်းဝင်ကိုးဆန့် ဲ့တော့တကူတို့ရဲ့ခေါင်းလေးတိုးဝင်လာတဲ့ကိစ္စကတော့စပြီလို့ပြောချင်တယ်အဲ့ဒါကိုဘင်္ဂလားဒေ့ရှ်ကစနေပြီဘင်္ဂလီကအဲ့လိုစနေပြီဆိုတဲ့အချိန်မှာ AA ကအေးကအဲ့ဒါကိုမသိဘူးမသိကြအောင်ဆောင်နေတယ်ထွန်းမြနိုင်ကဒီကိစ္စတက်ပတ်သက်လို့ဘာမှမလုပ်နိုင်ဘူးဆိုရင်တော့ထွန်းမြနိုင်ကိုယ်တိုင်ပေးရင်ရခိုင်ပြည်နယ်ရဲ့အစိတ်ပိုင်းတချို့ကိုဘင်္ဂလားဒေ့ရှ်လက်ထက်ကိုရောင်းစားထားပြီလို့ကောက်ချက်ချရမှာဖြစ်တယ်ဆွဆွဲကိုဆွဆွဲရမှာဖြစ်လာပြီเนาะဒါပေါ်လို့ပြောရအောင်ကျွန်တော်တို့အဲ့ဒီကိုဆွဆွဲထားပါတယ်နောက်တစ်ခုကဒီနောက်တစ်ခုကအဲ့ဒီအဲ့ဒီခုနကခါလီရာရာနန်ဆိုတဲ့ပုဂ္ဂိုလ်ကပဲနောက်တစ်မျိုးနောက်တစ်မျိုးထပ်ပြောတယ်ဒါအေးခုနကပြောတဲ့စကားပြီးမြန်မာဆိုရသူကလမ်းပြောတယ်နတ်သားကအစိုးရကအဲ့ နော်နတ်ဆာကအစိုးရကနော်သူတို့ကိုတဲ့နတ်ဆာကအစိုးရသူတို့ကိုအဲဟိုကန့်ကွက်မှုတွေလုပ်ခဲ့တယ်တဲ့နော်နတ်ဆာကသူတို့ကန့်ကွက်မှုတွေလုပ်ခဲ့တယ်တဲ့ဘာကန့်ကွက်တာလဲဆိုတော့ခင်ဗျားတို့ကျွန်တော်ပွန့်နေပြောတယ်ဘာကန့်ကွက်တာလဲဆိုတော့ပြီးခဲ့တဲ့ကာလတစ်ချောင်းတုန်းကဘင်္ဂလားဒေ့ရှ်က AA နဲ့တွားပြီးတော့ဆက်သွယ်စကားပြောတာလေလုပ်တယ်ဆက်သွယ်တာပဲလုပ်တယ်လူလဲတာလေလုပ်တယ်သူတို့လူဖမ်းထားတဲ့ AA ကသူတို့လူဖမ်းထားတာကိုလည်းပြန်ခေါ်တာလေလုပ်တယ်အဲပြန်ခေါ်လိုက်တယ်အဲ့လိုပဲသူတို့ဘက်က AA နဲ့ဆက်သွယ်စကားပြောတာလေလုပ်တယ်ဆိုတော့အဲ့ဒါကြောင့်အဲ့လိုလုပ်တဲ့အတွက်ပွန့်လို့ပြောရင်နတ်ဆာကဆိုတာကန့်ကွက်တာ ပြောရရင်ဘင်္ဂလားဒေ့ရှ်က A နဲ့ဆက်ဆံဆက်ဆံတယ်ပြောရရင်တော့မြန်မာစိုးရပုံကန်ဒေါ်လာနေတဲ့အဖွဲ့အစည်းနဲ့ဘင်္ဂလားဒေ့ရှ်ကဆက်ဆံတယ်နေစားမှာနေစားမြစ်တစ်ချောက်မှာဆက်ဆံလာတဲ့အတွက်မြန်မာစိုးရကန့်ကွက်ခဲ့တယ်တဲ့ဒီလိုကန့်ကွက်တဲ့အတွက်တို့ကဘာပြောလဲဆိုတော့တို့ကန့်ကွက်တာကန့်ကွက်တာကိုဗျာပြောရရင်တော့ကန့်ကွက်တယ်ပေါ့ကန့်ကွက်တယ်ဘာပြောလဲဆိုတော့တို့ကအဲ့ခါလီယာရာမန်ဆိုတဲ့ပုဂ္ဂိုလ်ကဘင်္ဂလားဒေ့ရှ်ဟာတဲ့အထုတ်ချပိုင်နိုင်ငံဖြစ်တယ်တဲ့ကျွန်တော်တို့စကားပြောကိုရွေးချယ်ထားသူဘယ်သူနဲ့မဆိုပြောဆိုဆက်ဆံသွားမယ်တဲ့ဘယ်သူတွေနဲ့ဘာပြောပြောအရေးမကြီးဘူးတဲ့အဲ့တော့ချစ်ချင်းလေးနောက်တစ်ချက်ထည့်ပြရမှာတဲ့ကျွန်တော်တို့နိုင်ငံရဲ့နေဆက်တစ်ဖက်တစ်ချမ်းကဧရိယာကိုတဲ့ အားရခတာတော့ထင်ထူထားဖြစ်ပါတယ်တဲ့ကျွန်တော်တို့အနေနဲ့တော့ကိုယ့်နေသားတစ်ယောက်ကိုစီမံခန့်ခွဲပြီးတော့အကောက်ဝေးပြီးတော့အေးချမ်းဖို့လိုတယ်တဲ့နေသားတစ်ဖက်မှာဘယ်သူပဲရှိနေရှိနေသူတို့နဲ့ထိတိစဆန်သွားမှာပါတဲ့နော်ဆိုတော့ပြောချင်တာကရှင်းရှင်းလေးပဲရခိုင်ပြည်နယ်ရဲ့လက်ရှိချုပ်ချာအနာကိုခြိုက်ထားတာကအေးဖြစ်တယ်ငါတို့အေးရဲဆက်ဆံတယ်မင်းတို့ကလည်းနတ်ဆက်ကမကတော့နတ်ဆက်ကဘိုးရီလာပြီးလည်းခင်းဆက်တယ်ငါတို့ကငါတို့ချုပ်ချာအနာငါတို့ကျူးစီပါတယ်ငါတို့ပတ်သက်ချင်တယ်လို့ငါတို့ပတ်သက်တယ်ငါတို့ပတ်သက်ဖို့လိုတဲ့သူပတ်သက်တယ်မင်းတို့ငါတို့စကားလာမပြောနဲ့ဆိုတော့ပြောပဲဆိုတော့နတ်ဆက်ကကောက်ကောက်တော့လည်းခင်းဆက်ဆံတဲ့ဘောပဲဆိုတော့နတ်ဆက်ကကိုအဲ့ဒီသတင်းစကားပြလိုက်တယ်နတ်ဆက်ကတော့ ဘာမှပြောနိုင်မှာမပေါ့ဘူးဆိုတော့တနည်းအားဖြင့်ပြောရရင်တော့ရခိုင်ပြည်နယ်ရဲ့ထုတ်ချာအနာကို AA ကထိချုပ်ထားတဲ့အတွက် Bangladesh က AA နဲ့လည်းစကားပြောပါတယ်ဟာစကားပြောပါတယ်ဆိုတော့နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာအကြောင်းပြောကြကြီးဆိုရင်တော့ Bangladesh မှာနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာမရှိဘူးနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာဆင်တာမျိုးတို့ကမရှိဘူးဆိုတော့နိုင်ငံတကာနိုင်ငံကအခြားနိုင်ငံတနိုင်ငံအစိုးရနဲ့ကစကားပြောမှသာဖြစ်တယ်အဲ့ဒီအစိုးရပုံကံတဲ့သဘုံနဲ့သွားစကားပြောပြီးဆိုရင်အဲ့ဒါသဘုံအားပေးအစိုးရလာဖြစ်တယ်အဲ့တော့သဘုံအားပေးအစိုးရဖြစ်နေ Bangladesh ကကိုယ့်ကိုယ်ကိုနာမည်တက်ခံနေရလားမေးရလို့ဖြစ်လာတယ်ဆိုတော့ နောက်တစ်ချက်ကမြန်မာဆိုရကလည်းငမြန်ဆန်ပြန်လို့ရမယ့်အချက်တစ်ခုရှိတယ်။ဒီရခိုင်ပြည်နယ်ကငမြန်ပြည်တွေကိုအေးလက်ထက်မှာပဲတစ်သလုံးထားမှာလား။အဲ့ဒါဆိုရင်တော့ရခိုင်ပြည်နယ်ကဘင်္ဂလားဒေ့ရ်လက်ထက်ပိတ်လိုက်ဖို့ကပြင်ထားပြီလို့။ဒါပဲရှိတယ်ကျွန်တော်တို့က။အဲ့တော့ကျွန်တော်တို့ကစောင့်လို့ကြည့်မယ်။ဒီဘင်္ဂလားဒေ့ရ်ကသတင်းစကားကြီးကလည်းမြန်မာဆိုရနတ်ဆက်ကဘုမှာဟိုလူအရသက်ကပြောရင်တော့မင်းတို့နတ်ဆက်ကငါတို့စောင့်ကြည့်မှုစာဘူးဆိုတော့ပြောလိုက်တော့ပဲ။ဒါပဲ။အဲ့ဒါတော့ကျွန်တော်တို့ကမြန်မာနိုင်ငံသားတောင်တွေနားတယ်ပေါ့ဗျာ။ဒါချင်တာပေါ့ကောင်နားတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ကဘာလို့ရမလဲဆိုတော့ဟိုမြန်မာပြည်နေနဲ့လည်းနောက်မှကျရင်လုပ်ဖို့လိုရတာပါလို့ဆိုတော့အိန္ဒိယနိုင်ငံတွေရဲ့အားလုံးရှိမှာတပုံတွေရှိရင်အဲ့တပုံတွေကိုမြန်မာပြည်ကထောက်ပံ့နေဆိုတော့အကုန်လိုက်ထောက်ပံ့ပြရမှာ အဲ့လိုလုပ်ပြရတာပုံဖြစ်တာ။သူတို့တော်မယူတိုင်းကိုယ်ကလည်းရိုင်းရင်ကြီးဖို့အကြောင်းရှိတော့။နော်။သူတို့တော်မယူတိုင်းကိုယ်ရင်ကြီးဖို့ရှိတော့။အဲ့တော့သူတို့မှမကောင်းတာကိုယ်တော်ကပဲကောင်းဖို့လိုအပ်တယ်လားလို့မင်း။ကောင်းနေတာလည်းကောင်းမှာပေါ့ဗျာ။ကိုယ်ကဒီကောင်တွေကကြတော့မရတော့။ဟိုအင်းနီချင်းကောင်းဆိုတဲ့ဗီဇာတို့မှမရှိတော့။နောက်တစ်ခုကမိတ်ဆွေကောင်းအင်းနီချင်းကောင်းပြီးတော့ဒီအစိုးရတရားကဂုံတိခါဆိုတာမျိုးသူတို့မှမရှိဘူး။မရှိဘဲနဲ့ဆက်ဆံခြင်းနဲ့သူတို့ဆက်ဆံတဲ့အထိဖြစ်လာလို့ဆိုတော့ဒါကကျွန်တော်လက်ခံလို့ရတယ်မဟုတ်ဘူး။အဲ့တော့နားသာကတော့ဘာပြောမလဲမသိဘူး။ကျွန်တော်စောင့်ကြည့်မယ်။မင်္ဂလာရှိတဲ့စကားကတော့ရှင်းတယ်။အေးအေးကိုလည်းတို့ပြောရရှင်းလေး။ အစင်နိုင်အစင်နိုင်မင်းတို့ရဲ့ဥထွေရန်နေအစင်နိုင်စင်နိုင်မှာဘင်္ဂလီလီကိုထည့်ပေးရမယ်မထည့်ပေးရင်မင်းတို့နဲ့ငါတို့လည်းဆင်ပြေနိုင်အဲငါဆက်အဆောက်အဦလေမင်းတို့ကမင်းတို့ကြိုက်တာပြောငါတို့လည်းငါတို့ပတ်သက်ချင်တယ်ပတ်သက်မယ်ငါတို့အချိုးစည်းပွားနဲ့ပတ်သက်ရင်ငါတို့ပတ်သက်ချင်တယ်ပတ်သက်မယ်အချုပ်ကြာနာငါတို့နယ်စပ်ကအချုပ်ကြာနာပိုင်လေးဖွေးစင်းငါတို့စကားပြောတယ်မင်းတို့လည်းငါပြည့်စုံကြအောင်မရှိဘူးဆိုတော့ဘာမှမဆောက်လို့ပြောတယ်ဘယ်လောက်ရှင်းတာမကောင်းလဲအဲ့ဒါလေးကိုတော့ပြည်သူလူထုသိမှုလို့တယ်ဒါပေမဲ့လည်းသိတာသိတာဗျာသိတာသိတာတိုင်းပြည်ကိုမချစ်ကြတဲ့အခါကျတော့တိုင်းပြည်နစ်နာလို့နစ်နာနေမှမသိတော့တိုက်ပြီးကပို့ပြီးတော့နုံနေတဲ့ကိုကြောက်ထုတ်ထုတ်ဆင်းနေရတဲ့ပုံပဲအဲ့တော့စိတ်မကောင်းစွာဖြစ်မယ် ျွန်တော်တို့တိုင်းပြည်စိတ်ကောင်းစွာဖြစ်မယ်ဟိုအနာဂတ်ကိုကျွန်တော်တို့စောင့်ကြည့်ကြပါစို့လို့ပြောရင်း